okay ဒီနေ့မှာတော့ကျွန်တော်ကဒါ L7 ကိုသွားပြိုင်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒါ YG နဲ့ interview လေးလုပ်ပြီးမှဖြစ်ပါတယ်ပွဲပြီး interview လေးပါဆိုတော့ဒီမှာတော့အဲ state နဲ့ရင်းနေရှိရောเนาะအဲ့တော့အရင်ဆုံးဒီ state ကိုပဲမေးလိုက်မယ်။ဟောဆိုဒီ pass ကဟိုအပြောင်းလဲများတယ်။ဒီ fighter တွေလည်း goal line ဆော့လို့ရတယ်ပေါ့เนาะ။ဆိုတော့အဲဒီနေ့ဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတဲ့ movement တွေအများကြီးတွေ့ရ။ဆိုတော့ op ပေါ့အဓိကတော့ရှင်းနှိမ့်ရတဲ့ကစားသမားပေါ်မှာအဲ့လို ခက်ခဲရှိခဲ့လားဒါမှမဟုတ်ရှင်ဒီဘိုင်ဝမ်ပဲဖြစ်ဖြစ်တင်း5မှာဖြစ်ဖြစ်သူနဲ့ရှင်ဖို့အတွက်ဘယ်လိုမျိုးပြင်ဆင်တာမျိုးလုပ်ခဲ့လဲပေါ့ဗာပွဲလဲပြီးွားပြီဆိုတော့ပြောပြလို့ရမလားပေါ့အဲ့လိုကြီးတော့မရှိပါဘူးခင်ဗျသူနဲ့အဲ့လိုထိန်းရရှင်ထိန်းရရှင်ထိန်းရခတ်တာလားဆိုတော့မဟုတ်ဘူးခင်ဗျအဓိကတော့ကျွန်တော်9ယောက်နဲ့ဆိုင်တာပေါ့ခင်ဗျ9ယောက်ကအဲ့လိုကျွန်တော်ဘက်ကလည်းတာနေပြီကျွန်တော်ဘက်ကလည်းတာတယ်ဆိုရင်အရာရာအဆင်ပြေသွားတော့ပေါ့ခင်ဗျအဲ့လိုโอเคအဲ့တော့ဒါကတော့တင်း5ပဲပေါ့နော်အဓိကโอเค အဲ့ဒါဆိုလို့ရှိရင်ဒီမှာလီနာကိုလည်းတစ်ခုလောက်မိလိုက်ပါဦးမယ်လီနာကအဲ့လိုဒီပွဲမှာဆိုလို့ရှိရင်လည်းဒါတော်တော်လေးလောက်ွက်လေးထွက်ခဲ့ရပါတော့အထူးသဖြင့်ဒီဘလင်းနဲ့တွဲပြီးတော့မေးနေတာအဲ့လို OP ဆိုလို့ရှိရင် Granger အရန်ကင်တယ်ဒါပေမဲ့အဲ့လို Granger တောက်လျှောက်ပေးခဲ့တယ်ပေါ့နော်ပေးအဲ့လို Granger ကိုတမင်ပေးပြီးတော့ပြန်တီးမယ်ဆိုတော့အခြေအနေမျိုးရှိခဲ့ရလားဒါမှမဟုတ်ရှင်ဒီတိုင်းပဲအဲ့လိုမတွေးတာပဲနဲ့ပေးလိုက်တာလားပေါ့အဲ့ဒါလေးသိကြတာအဲ့လိုဒီတိုင်းတမင်တော့မပေးဘူးတမင်တော့မပေးဘူးကျွန်တော်တို့အဲ့လိုဒီတိုင်းပဲ တွေ့ပြစ်လုပ်ရင်လည်းသူတို့ပဲယူပါတယ်အမှန်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့လည်းယူလို့ဒါပဲသူတို့ယူပါတဲ့အချိန်မှာတခြားကျွန်တော်ပဲ hero trainer တွေယူရင်းနဲ့ပြန်ကောင်းလာပြီးဆော့ခဲ့ပါကဲအဲဆိုလို့ရှိရင်ဒီပရိသတ်တွေအတွက်เนาะစကားလေးပြောပေးပါဦးဟဲ့ကျွန်တော်တို့အားပေးနေပရိသတ်တယောက်ချင်းနေတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီတက်ပို့အားပေးကြပါကျွန်တော်တို့အားပေးရဲ့ပရိသတ်တွေပြန်ပရိသတ်တွေကိုအကုန်လုံးကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်လာမယ့်ပြိုင်ပွဲတွေမှာလည်းအကောင်းဆုံးပုံစံနေနဲ့ချက်ပြောင်းပါကျေးဇူးများတင်ပါတယ်